ဒီနေ့တနေ့ကဖုံးမဲ့သုံးပြီးတော့ဘာသာမှတခြားမလုပ်ရသေးဘူးဟုတ်ကဲအဲ့တော့အိတ်ခန်ကြီးလေးမှာအကျိုးရှိတော့ကျွန်တော်လည်းတူတူအပိုင်း၃လေးကိုဆက်ပြီးလေ့လာလိုက်မယ်ပေါ့နော်အပိုင်း၃လေးရတယ်မှတ်စရာလေးတွေပါတဲ့ကြောင့်မလို့တခြားလေးတက်လို့ကြရအောင်နော်ကဲအားဆက်လိုက်ပါမယ်တို့ထုံးစံအတိုင်းပေါ့နော်ဒီနောက်နေ့အခန်းလေးကိုမသွားခင်မှာမနေ့ကခန်းလေးကိုကျွန်တော်တို့ revision ပြန်ပါမယ်ဒီ video လေးကိုကြည့်နေတဲ့သူတွေကတော့အစက ဒီ Uchini ကိုနေတုံးလုပ်ထားရမယ်တို့ကနေစပြီးတော့ revision ပြန်ရမယ်ပေါ့နော်ကျွန်တော်ကတော့ video ရန်ရှိသွားမှာဆိုလို့မနေရဟာလေးပဲပြန်ပေးမယ်ပေါ့နော်ဟုတ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးကဒိုရီတာဒိုရီနီဒိုရီတာဒိုရီနီကျွန်တော်နောင်းဆိုလို့ရှိရင်ဒိုရီတာဒိုရီနီနဲ့တုံးနေပေါ့နော်ကွက်လက်တဲ့အတိုင်းတသွေးမတိန်လို့ကျွန်တော်တို့ဘယ်လိုပုံစံလဲဆိုလို့ရှိရင်ကျွန်တော်တို့ရကင်းရနေပြီးတော့သူ့ကိုတင်ပေးတဲ့အတိုင်းပြပြပေးခဲ့တဲ့အတိုင်းသူလာလျှောက်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့သူလမ်းမမပဲနဲ့ ကွင်းကိုဒီမှာပွဲချင်းပါရနေရာကိုရောက်ခဲ့တယ်ပြောတဲ့အတိုင်းကွက်လက်တဲ့အတိုင်းကိုတသွေမသိမ်းလောက်တဲ့နေရာမျိုးတွေမှာတုံးနဲ့တိုးရီတာတိုးရီနီပေါ့နော်ဒီကောင်လေးကကြတော့ပြီးနောက်တစ်ခုနီယော့တဲ့နီယော့တဲ့ဝဒိဗေကနောင်နဲ့လိုက်ပြီးတော့မတူကွဲပြားပေါ့နော်ခုနီနီယော့တဲ့ရှုခန့်ကချင်းကောက်နိုင်ငံတွေနဲ့လိုက်ပြီးတော့မှဒလေးထုံတန်းနဲ့ကွဲပြားတဲ့အဲ့လိုမျိုးနေရာလေးတွေမှာတုံးနေပေါ့နော်ပြီးလို့ရှိရင် နီယိုတဲဝါကြတော့သူလည်း क्वे ပြတာပဲဒါပေမဲ့သူကနှစ်ခုတည်းကတစ်ခု क्वे ပြတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့တာဘီနီ क्वे လက်တဲ့အချိန်တိုင်းသူကတူညီစွာဖြစ်ပေါ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီသူကတိုင်ဖုန်းလာတဲ့အချိန်တိုင်းမှာရေကြီးတယ်အဲ့ဒါမျိုးနေရာလေးတွေမှာတုံးတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒီ sentence form လေးကိုဒီ grammar form လေးကိုမြင်တာနဲ့ sentence လေးကိုစိတ်ထဲမှာပေါ်လာရမယ်ပေါ့နော်ကဲနောက်တစ်ခုကကြတော့ဘာဟိုတိုနာရာဟိုတိုပေါ့နော်ဒါပါလဲဆိုလို့ရှိရင် क्वे လက်ရင် क्वे လက်တလား ပပိုဖြစ်လာတယ်ကျွန်တော်မြန်မာလိုကွက်လက်လေလေကွက်လက်လေလေလို့လည်းပြောလို့ရတယ်ပေါ့နော်ဥမာ monograph ဖွေရဲပါဖွေရူဟိုတိုဆေရီကတိုင်ဟန်နီနာတို့ကျွန်တော်တို့ပစ္စည်းများရဲ့များတလောက်စီမံခန့်ခွဲရတာပင်မနဲ့ပစ္စည်းမှများလေလေပင်မလေလေပဲပေါ့နော်ကဲအဲဒါဆိုကျွန်တော်တို့နောက်ဆုံးတစ်ခုကကြတော့ sweet danny တလက်စားတယ်သူဘာလို့ဆိုရင် a လုံးနေရင်ね b ကိုလမ်းကြုံဝင်လောက်တာဥပမာအဖြစ်လမ်းလျှောက်ရင်ね postcard ကို ဆက်ထည့်ခဲ့ပြီးဒါမျိုးပေါ့နော်အဲတော့ A က main လောက်တာ B ကလမ်းကြောင်းဝင်လောက်တာပေါ့နော်အဲ့ဒါကို Sweden နီးနဲ့သုံးပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ကဲတင်မဲ့ခံကိုသွားလိုက်မယ်ပေါ့နော်ဒီနေ့တင်မဲ့ခံတော့ကျွန်တော်တို့ဒီနေ့တန်လေးရလည်းကောင်းတယ်ပေါ့နော် သူစာရေးတွေရတကယ် undo t ကိုပါမဲ့အခန်းလေးတွေပေါ့နော်ကျွန်တော်တို့အသွင် and phone မှာလည်းပါလာပြီးသားဒါပေမဲ့ဒီကောင်လေးတွေကပို့ပြီးအသေးသေးကြာလာပြီပေါ့နော်ခင်ဗျာကျွန်တော်ကြည့်လိုက်မယ် ခူရိုက်တာကူရိုက်တာဘောနော်ခူရိုက်ကူရိုက်ဟိုဒိုတာဟိုဒိုဘောနော်ဘာလို့လဲဆိုလို့ရှိရင်ကွက်လက်လောက်အောင်ကွက်လက်လောက်တဲ့အထိတော့ဘယ်လိုမျိုးနေရာတွေမှာပြောလဲဆိုရင် level ပြင်းထန်မှုကိုပြတဲ့နေရာတွေမှာတုံးတယ်ဘောနော်ခါကျွန်တော်အဲဆိုရင်ဖတ်ကြည့်မယ်ဘောနော်ခိုနိုမီဆဲဝခိုနိုမီဆဲနော်ပန်ဝါအိုရှိဒီဆိုင်ရဲ့ပုံမှုကအရသာရှိတယ်မိုင်းနီချီတာပဲတိုင်းခူရိုက်တာနေတိုင်းစားခြင်းလောက်အောင်မယ်လုံးဝအရန်ကောင်းလားဘယ်လိုဒီအောင်ကောင်းလဲဆိုရင်နေတိုင်းစားခြင်းလောက်အောင်ကိုကောင်းတယ် အဲ့ဒါမျိုး level ပြည့်ထန်တဲ့နေရာတွေမှာတုံးတယ်။အဲ့နိဗ္ဗာန်တွေကြည့်ကြည့်မယ်။ယောကုဆန်တော်ဥဒေဝဥဒေဆိုနာခူရိုင်ဟိုဆိုယဒီယောကုဆန်ရဲ့လက်မောင်းအားဆိုလို့ရှိရင်ကျိုးတယ်မဲ့ကျိုးတော့မဲ့ပုံပေါလာအောင်ကိုပဲသူကတေးတွေ့တယ်။တေးတယ်ဗောနော်လက်မောင်းလေးကတေးတယ်တေးတွေ့တယ်ဗောနော်။ဥဒေဆိုခေါင်းကျောက်ကျော်တို့အမြင်ဆိုဗောနော်။သူကကျိုးတော့မဲ့ပုံပေါရလောက်အောင်ကိုသူကတေးတွေ့တယ်။နော်လုံးဝ bloody တေးတွေ့တယ်ဆိုရင်ကျိုးတော့မဲ့ပုံပဲ။ အဲ smoke တန်လေးအဲ့လိုမျိုးပုံစံလေးပေါ့နော်။ဟဲ့။အဲ့ဒါရုံးပအောင်ကြည့်ကြည့်မယ်။ခါဆာကိုဆာဆူဟိုတိုတဲဝါနိုင်ငါစကိုရှိအမေကဖူတဲအီတို့။ဘာလို့တို့ကြောင့်တဲဝါနိုင်။တို့ကြောင့်အဲနိုင်ဖုန်ဆိုကြအငင်းဖုန်ဖြစ်သွားတဲ့တို့ကြောင့်မလို့မပြင်းထန်တဲ့နေရာမျိုးဖြစ်သွားတာပေါ့နော်။ဖြီးဆောင်းရလောက်တဲ့အထိမဟုတ်ပင်မယ်။မိုးကတော့နည်းနည်းလေးရွာနေတယ်ပေါ့နော်။ဒါကြောင့်လည်းပဲမပြင်းထန်တာဖြစ်သွားပြီ။နိုင်ဖုန်ဖြစ်တဲ့တို့ကြောင့်မလို့ တတိဆောင်မွားတော့ရွာနေတယ်ဒါပေမဲ့ထိဆောင်ရတဲ့အထီတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး level ကိုပြရတဲ့နေရာလေးတွေမှာခူရာကြီးခူရာကြီးကိုတုံးနေပေါ့နော်အဲ့ဒါလေး sentence လေးပါတွဲမှတ်ထားရမယ်နောက်တစ်ခုကကြတော့ GLPT ဆောင်ပွဲပွဲအတွက်ဆောင်ပွဲပွဲနေလို့စိတ်ပူနေတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာဒီ old question တန်းလေးရှိတယ်ပေါ့နော် မေခွန်ဟောင်းဆေစုံကိုလုံးဝအသေးစိတ်လစ်စင်နီယာနေစပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲဇင်းတော့ကလည်းတတ်တာပါတယ်မြန်မာဝင်နေဆိုရင်တုံတောင်ပဲရှိပါတယ်ဗျအားလုံးပဲလာရောက်တက်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ခူရာယဝနိုင်ခူရာယဝနိုင်ဟိုတိုဝနိုင်နောင်ဝမ်းလောက်ကွက်လက်တဲ့နောင်တူမရှိဘူးနောင်ဝမ်းလောက်ကွက်လက်တဲ့နောင်တူမရှိဘူးကဲဖတ်ကြည့်မယ်ရီဆန်ခူရာယဒိုဘဆူဆူခီနာဟီတိုဝအိနိုင်ရီဆန်လောက် လိမ့်ဆန်လေးကိုချစ်တဲ့သူမရှိဘူးเนาะဒါမျိုးသူကလုံးဝဟုတ် sentence ကအဲ့လိုမျိုးပုံစံသွားတာပေါ့เนาะအားလေးလည်းတရားပေါင်းမှတ်ထားရမယ်နောက်ကကြတော့စမ်းပန်အာတဲ့အစ္စတာမုခန်ဂျီနိုတက်စတိုကအားလို့မနှက်ဖြန်လဲပဲခန်ဂျီဆောင်မှုပဲရှိတယ်တက်စတိုဟိုတို့အီယာနာမွန်နိုဝါနိုင်ဆောင်မှုပဲတော့မုန်းတာမရှိဘူးမကြိုက်တာမရှိဘူး ်ခုဗီဒီယိုကြည့်တဲ့သူတွေတော့လုံးဝမတူဘူးเนาะဗီဒီယိုကြည့်တဲ့သူတွေကကျွန်တော်တို့ခုစာမွေးပွဲဆိုချစ်တယ်ဟုတ်อืมအဲ့ကြောင့်သူတို့မတူဘူးเนาะသူလည်းမတူဘူးဒါဆိုရင်သူကလုံးဝဒီစာမွေးပွဲလောက်သူ မကြိုက်တဲ့ဟာမုန်းတဲ့ဟာမရှိဘူးပေါ့เนาะအဲ့လိုမျိုးလေးတုံးပါတယ်ကျွန်တော်တို့တကယ်အဲ့ဒါနောက်တစ်ခုကိုသွားမယ်ပေါ့เนาะနောက်တစ်ခုကကျတော့ကွက်လက်ကိုလောရလောက်တဲ့အထီးဆိုရင်ဘာလို့ဆိုရင်ခူရာကြီးနာရခူရာကြီးနာရအဲကွက်လက်ကိုလောရလောက်တဲ့အထီးဆိုရင်သူကမထားဘူး ဒီလိန်ရလောက်တဲ့အထိဆိုလို့ရှိရင် तू မလုပ်တော့ဘူးသူအဲ့ဒါမျိုးပေါ့နော်อืมဒါမှဆိုလို့ရှိရင် तू ဟာဟိုတို့အပေါ်ကနှစ်ခုလုံးမှာဟိုတို့ပါတယ်ဒါမှဆိုလို့ရှိရင်တော့ဟိုတို့မပါဘူးသူဘယ်လိုမျိုးလဲဆိုရင်ဟိုတို့ကကြတော့ကိုမနှင်းမြို့တဲ့အရာတွေဆိုရင်တိတ်ပြီးတော့မတုံဘူးပေါ့နော်သူကိုအဲ့တဘောအဆင်ပြေတဲ့အဒီကောင်းမွန်တဲ့ပကြံမှာပဲဟိုတို့ကတုံတာများတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ခူရိုင်းနာတာခူရိုင်းနာတော့ကြည့်ကြည့်မယ်မိုင်းအဆတ်ကြည့်ပုံနဲ့ဘန်တိုစုခူရူခူရိုင်းနာတာကွန်ပနီဘန်တိုကအီးပေါ့နော်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ မနဲ့တိုင်မိမိပါသာထမင်းပူးကိုပြုလို့ရတော့တဲ့အထီးဆိုလို့ရှင်သူကွန်ပဏီကဒီကုန်းကြော် family mart တို့ဒီ711တို့ mini mart တွေကထမင်းပူးနဲ့ပဲသူအဆင်ပြေတယ်မချက်တော့တော်ပြီပေါ့နော်မချက်တော့သူအဲ့ဒါမျိုးပုံစံလေးကိုသွားတယ်ပေါ့နော်ကျွန်တော်လည်းတူတူပဲကျွန်တော်လည်းအပြင်ထမင်းပူးပဲစားတာကြာဆိုကျွန်တော်တို့ဒီမှာပေါ့နော်အဲ့ဒီပုံစံလေးကိုလုံးဝမှတ်ထားရမယ်ပေါ့နော်ဒါတော့လောရတော့တဲ့အထိဆိုလို့ရှိရင်တော့မလုပ်တော့ဘူးတော်ပြီဒါအဲ့ဒါမျိုးပေါ့နော်မနဲ့မျိုးတဲ့ပုံစံလေးဒါတော့ကြတော့ ခိကအဝနာဟိတတိုအရှော်နီဆေကဆူဆူရူကူရိုင်းနာရခုနောမတောက်ရှင်တဲ့အတိုင်းပြောလို့ရှိရင်ကိုနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့အတူတူနေထိုင်နေထိုင်မှုပြုရမယ်ဆိုလို့ရှိရင်ပြောတယ်လက်ထပ်ရမယ်ဆိုလို့ရှိရင်ဒီတိုင်းပဲထျောက်ထယ်ပဲကောင်းပါတယ်လက်မထပ်တော့တော့ပါပြီအဲ့ဒါမျိုးပုံစံလေးပေါ့နော်အဲ့ဒါလေကျွန်တော် sentence ရဲ့ပုံစံလေးသွာလာလေးမှတ်ရမယ်ပေါ့နော်ကဲနောက်ဆုံးတစ်ခုနိခာကီတို့နောင်နိခာကီတို့ပေါ့နော်သူကနောင်သုံးတာများတယ်နောင်နိခာကီတို့ကွက်လက်တာအကောင်းဆုံးပဲဒါ verb ဆိုရင်ကွက်လက်တာအကောင်းဆုံးပဲနောင်ဆိုရင် နောင်ကအကောင်းဆုံးပဲဘောနော်အဲ့ဒါမျိုးပုံစံလေးရှိတယ်ဖတ်ကြည့်မယ်ဘောနော်ရပါရီအေဂါဝအေဂါခန်တဲ့မီရူနိခကီတို့ထင်တဲ့အတိုင်းပဲနော်ထင်တဲ့အတိုင်းပဲသူရုပ်ရှင်ဟာရုပ်ရှင်ရုံမှာကြည်တာအကောင်းဆုံးပဲအိမ်မှာကြည်ရတယ်မတူဘူးဟာအတန်းလေးအတန်းလေးဒီမြင်ဝင်းနေဟိုဟာဒီပြတ်သားမှုတွေအကုန်လုံးကရုပ်ရှင်ရုံကအကောင်းဆုံးပဲဒါအဲ့ဒါမျိုးပြောတာဘောနော်နောက်တစ်ခါကျတော့မီဇူအူမီနိုရှာရှင်ကိုတိုရူနာရာကိုနိုပါရှိုနိခကီရီမတ်ဒီရေကန်ရဲ့တပ်ပုံကိုရရမယ်ဆိုရင်ဒီနေရာကအကောင်းဆုံးပဲ တော့ဘာနော်ဘာရှင်းလာလာပြီဒီနေရာကကောင်းတုံးပဲစတေကီနာရှာရှင်ကတိုးတယ်မစျောဒီလပတဲ့တပုံလေးတွေရိုက်နိုင်နေနော်အဲ့ဒါမျိုးပြောတာပေါ့နော်ညတော့ကျွန်တော်တို့ဒီနေ့ရဲ့ grammar ကတော့၄ခုပါအားလုံးပဲနားလည်သွားမယ်လို့ထင်ပါတယ်ဗျနောက်ခံလေးကိုလည်းစောင့်မျှော်ပြီးကြည့်ပေးပါဦးနော်ကျေးဇူးတင်ပါတယ်